မင်္ဂလာပါဗျကားချစ်သူညီကိုမိတ်ဆွေများအားလုံးဒီနေ့ဗီဒီယိုကတော့ဗျာညီကိုတယောက်မေးထားတဲ့မိကွန်းဗျာ तू ကဘယ်လိုမေးထားလဲဆိုတော့ဒီ Toyota Dyna 5N အကြောင်းပြောပြပါတဲ့ ဒီကောင်ကတုံတောင်အင်ဂျင်မဟုတ်ဘူးဗျ။ကားလောကမှာသူ့ကိုတင်စားထားတာတခုရှိရဗျာ။သေဖို့တောင်မေ့နေတဲ့အင်ဂျင်နဲ့ဒီ Mitsubishi Canada ဗျာဒီ 4D 33တွေတို့ 4M 40တွေကနည်းနည်းစူညံနေရုံးနေကန်နေဆိုပေမဲ့ဒီ Toyota 5N ကျတော့ငြိမ့်နေအေးတယ်မှန်မှန်သွားတယ်ဗျာဒါမဲ့ခေတ်ကာလတွေကပြောင်းလဲနေပြီဗျဒီနေ့ခေတ်မှာခမဒီအင်ဂျင် OE ရစီးပွားရေးရတွက်ချေကြိုက်သေးရဲ့လားသူ့ရဲ့ AC လုံးနဲ့ဇယိုက်ကရောခမားတို့ရဲ့အလုပ်ကိုနှောက်နှေးစေလားဒီနေ့မှာတော့ဗျာဒီ တိုတာရှိတဲ့သူတွေအတွက်ရောဒိုင်နာဝဲစဉ်းစားနေတဲ့သူတွေအတွက်ပါကျွန်တော်တိုတာ5 and engine အကြောင်းအာမနာရန်သုံးသပ်ပေးသွားမယ်ဗျာ ပထမအဦးဆုံး 5n ဆိုတာဘာလဲဆိုတော့ကျွန်တော်ရှင်းပြမယ်။ Toyota ရဲ့ n series တွေဗျာဒီ 2n တို့ 3n တို့ 5n တို့ဆိုတာဒါ diesel engine လောကမှာဗျာဒဏ္ဍာရီတွေအများကြီးပဲရှိရဗျာ။ engine size က3.0ဗျာအသေးစိတ်ပြောလို့ရှင်1980နဲ့ 6cc ရှိရ။ cylinder ၄လုံးပါရဒီ OAC system belly ချစ်ချောင်းပါတယ်ဗျာ။အဲ view system တွေများသောအားဖြင့်ဗျာဒီ yoyo ပန့်နဲ့လာရဒီနောက်ပိုင်း 5n e ဆိုပြီးတော့ဗျာဒီ electronic ပန့်နဲ့လာတာလည်းရှိရ။အဲ့ဒီအကြောင်းကျွန်တော်နောက်မှပြောပြမယ်။ဒီကောင်ကကျွန်တော်ဒီ timing ကြိုးတွေ ့သုံးတာဗျဒီကန်နာ40 33တွေကဂီယာနဲ့သွားတယ်ဗျာ4 and 40ကတော့ရှိန်းနဲ့သွားတယ်ဗျာ5 and တော့ဗျာဒီဘန်ဂျိုးနဲ့သွားတာဗျာဒါသူ့ရဲ့ထူးခြားချက်လို့လည်းပြောလို့ရရဲ့ဗျာဒီအင်ဂျင်အများတိုတာဒိုင်နာထွက်တေဒီလိတ်ခုံးကားတွေမှာဒီ high slot တိုက်ကားတွေမှာအများဆုံးတွေ့ရရဲ့ဗျာသူ့ရဲ့ရည်ချက်ကဒီပြိုင်မောင်းဖို့မဟုတ်ဘူးဗျပစ္စည်းတယ်ဖို့တက်တက်ပဲကဲလူတိုင်းကဘာလို့ဗျာဒီ5 and ဝင်ချစ်ကြရလဲဒီကောက်မှာပြိုင်ပဲမရှိတဲ့အားသာချက်3ချက်တောင်ရှိရဲ့ဗျာ နံပါတ်၁ကတော့အတန်ငိမ့်နေကန္နာ43ရီ3ဗျာမောင်းရတာလှေလွန်နေရတယ်လို့ပဲစူညာပြီးတုံခါနေတာဗျာဒီ Dynafight အန်ကြတော့အဲ့လိုမဟုတ်ဘူးဗျာဒီဆလွန်ကားကိုစီးနေရတယ်လို့ပဲဗျာအင်ဂျင်တန်တိုးတိုးလေးပဲကြားတယ်ငိမ့်နေတုံခါမှုအရန်နေတယ်ဗျာဒါကြောင့်မို့ခကြီးအဝေးမောင်းရတဲ့ driver ရဲ့တက်ကတော့တော်တော်ကိုတက်တာတယ်ဗျာလူသေးတဲ့ဒီ high history မှာဗျာ fight အန်အရန်ကြိုက်ကြတာဗျာဒါလူလည်းမပင်ပန်းဘူးဗျာဒီကောင်ကနောက်တစ်ခါဒီပစ္စည်းပေါ်တယ်ဗျာမြန်မာပြည်မှာတိုးတာလို့ပြောလိုက်ရင်ပြီးလေဗျာခမရလေဒီ fight အန် engine ပစ္စည်းလာ ွန်းရံဆိုင်မှာတောင်ဝယ်လို့ရမတက်ကိုပေါ်တယ်ဗျာနောက်တစ်ခါဒီဟစ်အောင်လဲမလားပစ္စည်းလေးတွေလိုမလားဂျပန်ကြတွေပုံနေတာပဲဈေးရလဲမစူပီချီပစ္စည်းနဲ့ရှင်လို့ရှင်နည်းနည်းတက်တာတဲ့အထဲမှာပါတယ်ဗျာအញ្ញိုင်းဈေးမကြည့်ဘူးဒါလည်းစီးပွားရေးသမားတွေတွေ့ကတော့တော်တော်ကိုကြိုက်တဲ့အာမခံချက်တစ်ခုဗျာ နောက်တစ်ခုကဒီကောင်ကတေဖို့မေ့နေတဲ့ engine လို့ကျွန်တော်ဘာလို့ခေါ်ရလဲဆိုတော့ကျွန်တော်ပြပြမယ်ဒါအဲ့လိုခေါ်ရအလကားမဟုတ်ဘူးဗျဒီကောင်ကရေမခန်းစင်နဲ့ engine wire မပြတ်စင်နဲ့ဒီ engine ကခမည်းကိုထားပြီးဘဲမှထွက်မသွားဘူးဗျာစီတိတ်မရွေဘူးဗျာဒီ common rain တို့ဒီ ef fan တွေလို့ဗျာ injector ကြီးမမြအောင်ဗျာတောချမ်းချမ်းတောင်ချမ်းချမ်းစီချမ်းချမ်းအကုန်ခံနိုင်နေဗျာအဲ့လိုကျွန်တော်ကကောင်းတာတွေကြီးပြောနေတော့တခြားပြက်ဖူးတဲ့လူတွေကကျွန်တော်ထပ်ပြီးမျက်စောင်းထိုးဟုတ်မယ်ဗျာတချို့ဒီကားလောကသူတွေဝင်မှန်းကြပါတယ်ဒါဘယ်လိုပြောရမလဲဗော ဒီကျွန်တော်အခုလိုတွေအလကားပြောပြနေအောင်တို့မကြိုက်တဲ့ပုံစံလည်းရှိတော့တယ်ဗျ။အဲကျွန်တော်ကတော့ဒီမတိကြောင်မဲ့ဆောင်းလိုက်ပါတယ်။ကဲကျွန်တော်တို့အားမနာတဲ့သုံးတန်အောင်ဗျာဒီကောင်းမှာဘာတွေအားနေချက်ရှိလဲဆိုတော့ကျွန်တော်ပြောပြမယ်ဗျာ။နံပါတ်1ကတော့နှေးတယ်ဗျာဒီကောင်းလိတ်လို့ပဲဗျာဒီဖိုက်အန်ရဲ့အကြီးမားဆုံးအားနေချက်ကလေးတာဗျာဒီကောင်းလေးလေးသူကမြင်းကောင်းရင်60လောက်ပဲရှိရယ်ဗျာ။ အဲတာဘိုလည်းမပါဘူးဗျာကားအလွတ်ဆိုရင်တော့အဆင်ပြေတယ်ဗျာဒါပေမဲ့ဒိုင်နာပေါ်မှာဂုံ3တန်4တန်လောက်တင်ပြီးတောင်တက်ကြည့်လိုက်ခမရဖိုးဒီတာဒီ3ဆိုရင်ဝေါကနဲ့တက်သွားတဲ့အချိန်မှာဒီ5အန်တော့အင်းအင်းနဲ့လိတ်လို့ပဲသွားနေမှာ ။ခမရစိတ်ကမြန်မြန်ရှိရဗျာကားအောင်ဆိုကြော်တက်အောင်မှကြိုက်တယ်ဆိုလို့ရှိရင်ခမရဖိုက်အောင်လုံးဝကိုမဝင်နဲ့။ခမရစိတ်တူပြီးသွေးပါတိုးသွားလိမ့်မယ်။နောက်တစ်ခုကဒီ timing bat ကျိုးပြတ်တာဗျာ။ဒီ Canada 43 3ရဂီယာနဲ့မလို့ဘာမှ gyu size ရမလို့ဗျာ။ဒီဖိုက်အန်ကျွန်တော်ဒီ timing bat တင်နေဗျာ။ဒီရောဘာကျိုးနဲ့သွားတာဟုတ်ဗျာ။ဒီကောင်ကီလိုတသိန်းပြည့်တိုင်းကျိုးမဖြစ်မနေလဲပေးရဗျာ။မိနေတာတို့ဒါမှမဟုတ်လို့ရှိရင်ကြုံရလမ်းမှာပြတ်သွားလို့တွေ့လို့တက်လိုက်တာမှလုံးဝကိုမကောင်းတဲ့ပစ္စည်းဖြစ်သွားလို့ရှိရင်ကိစ္စပြတ်ပြီခင်ဗျာ။ အဲဗယ်လီတွေကိုွေးမယ်ဗျာပစ္စတွန်တွေရိုက်မယ်ဗျာအဲအင်ဂျင်တလုံးလုံးပြန်ချရမယ်ဂိမ်းပေါ့ဗျာဒါကတော့ဒါကြောင့်ဒီ fight and ကိုစီးလို့ရှင်ကီလိုအမြဲတမ်းအမြဲတမ်းအမြဲတမ်းသတိထားရရဗျာဒီ fight and ရဲ့အပူပိတ်စနစ်ကဒီကောင်းရင်တော့ဘာမှမဖြစ်ဘူးဗျာဒါပေမဲ့ရေတိုင်ကြီးရေပိတ်သွားမျိုးတော့ရေတိုင်ကြီးရေပေါက်လို့အပူတက်သွားလို့ရှင်သူ့ရဲ့ aluminum hit အုံတွေကကွဲတာလွယ်တာပေါ့ဗျာဒီ total and cd ရဲ့ယောဂါဗျာအဲ့ဒါဒီတစည်းတည်းမဟုတ်ဘူးစောစောကစကားလေးကျွန်တော်ဆက်အောင်ဗျာအထူးသတိပြုရမယ်ဗျာဒီ 5 n နဲ့5 n e ဆိုတာဘာလဲဆိုတော့ကျွန်တော်ပြပြမယ်ဗျာဒါလေးကကြုံတော့ပြောပြတာဗျာခင်ဗျားတို့ကားဝယ်လို့ရှင်ဗျာဒီ yoyo 5 n လားဒါမှမဟုတ်5 n e လားဆိုတာသိချာကြည့် 5N E ဆိုတာဗျာဒီ electronic pan နဲ့လာတာ EFN လို့လည်းပြောလို့ရတယ် EFN ပေါ့ဗျာအဲ့ကောင်ကပြက်လို့ရှင်ပြင်ရခက်တယ်ဗျစင်စာတွေပါတယ်ဗျပန်ပိုးကလည်းဈေးကြီးတယ် ဈေးကွက်မှာလည်းလူသိပ်မကြိုက်ဘူးဗျကျွန်တော်ကတော့အကြံပေးချင်တာတော့ရိုးရိုးဖိုက်အောင်ပဲရွေးပြီးတော့ဝယ်ကြဒီကောင်ကစီးပွားရေးရလည်းတွက်ချေကြိုက်တယ်ဗျကဲစီးပွားရေးသမားတွေအတွက်ကျွန်တော်ပြောပြမယ်ဗျဝယ်ရင်မြတ်မလားတိုးတာဖြစ်တဲ့အတွက်ဗျဝယ်ပြီးပြန်ရောင်းရင်တော့ရှုံးဖို့ခဲရင်းနေဗျ ်ငွေလွင်ရှက်ချင်းရောင်းလို့ရတယ်ဒါဒီတိုတာတွေကမှော့ပညာလို့လည်းပြောလို့ရတယ်ပြင်ဆင်စရိတ်ဘက်ကိုကျွန်တော်လှည့်ကြအောင်ဗျာဒီဘတ်ကျိုးတွေလဲရတာလွယ်လို့ချင်းကျန်တာဘာမှတိတ်မကုန်ဘူးဗျာ Canada 442 EF van တွေတို့ဒီ Porter 2တို့ဒီ CRDI engine တွေထက်တော့ပြင်ဆင်စရိတ်ကဆယ်သားလောက်တက်တာတယ်ဗျာဒီ Canada 43တွေ3ထက်စီစားတက်တာတယ်ဒါပေမဲ့ဒီနေ့ခေတ် common rain တွေလောက်တော့မတက်တာဘူးပေါ့ဗျာပုံမှန်ပါပဲဒါကတော့ဒီရှင်းအောင်နည်းပညာဆိုတော့ဗျာခမရဗျာကုံအကြီးတွေမတင်ဘူးအချိန်ကိုအရန်မလူရဘူးကားပြတ်မှာကြောက်တယ် တယ်။အဲပြန်ရောက်ရင်ဈေးမချုံးကျင်ဘူးဆိုလို့ရှိရင်ခမဖိုက်အောင်ပဲရွေးဗျ။ Mitsubishi Canada D40 တာတွေပြဗျာဒီကောင်ကြီးကတော့ဒီလူမိုက်လို engine ပေါ့ဗျာ။အတန်ကျဲတဲ့ရိုင်းနေဗျာခွန်အားကြီးတယ်ဒီ over တွေကိုပို့ပြီးတော့ကြိုက်တယ်ဗျာ။တောင်တက်လမ်းမှာတော့ဒီကောင်ဆရာကြီးပေါ့။ဒါပေမဲ့မောင်းရတာတော့နည်းနည်းပင်ပန်းတာပေါ့ဗျာ။ဒါအတူရဲ့အားနေချက်ကျွန်တော်အရင် video မှာလည်းပြောခဲ့ဘူးပါတယ်။ဒီ Toyota Dyna 5 and တော့လူကြီးလူကောင်းလို့ပုံစံမျိုးဗျာ။ အတန်ငြိမ်နဲ့ယဉ်ကျေးတယ်မောင်းရတာစိမ်းရှိတယ်ဒါပေမဲ့ဝင်ကြမ်းမနိုင်ဘူးပြေးမတန်ဘူးဒီကားတွေကိုဘယ်လိုလိုတွေရွေးချယ်ရမလဲဆိုတော့ကျွန်တော်ဆက်ပြောပြမယ်ဗျ ဒီတောင်မော်ဒေတာတို့ဒီလမ်းကျမ်းမှာကုန်ချိန်9တန်6တန်တင်မဲ့လူတွေဆိုလို့ရှိရင်40 33ကိုယူပါမြို့ရင်းပေါ့လမ်းကောင်းတဲ့နားတွေကုန်ချိန်3တန်လောက်ပဲတင်မယ်ဗျာလူစီးလဲတက်တာခြင်းနဲ့ဆိုလို့ရှိရင်ဒီ Dyna 5 and ဝဲပါတော့ညီကုန်းချုပ်ပြောပြရလို့ရှိရင်ဗျာဒီ Toyota 5 and engine ဆိုတာဒီကားလော့ကရဲ့လက်တကောင်လိုပါပဲဗျာယုံနဲ့လက်ပုံမြင်နေရလို့ပေါ့သူကနှေးခြင်းနှေးမယ်ဒါပေမဲ့ခကြီးအဆုံးအထိခမည်းတော်လိုက်ဖို့ပေးမယ်ကောင် ယုံကြည်စိတ်ချသောမိတ်ဆွေကောင်းတယောက်ဖြစ်မှာတော့အသေးချပဲဗျခင်ဗျားတို့ရောဒီ5 and engine နဲ့ပတ်သက်ပြီးဘယ်လိုအတွေ့အကြုံတွေရှိလဲဒီဘတ်ဂျိုးတွေပြတ်ဘူးလားကွန်မတ်မှာမျှဝေပေးခဲ့ကြအောင်ဗျနောက်ထပ်ဘယ်အကြောင်းတွေခင်ဗျားတို့သိကျင်သေးလဲကျွန်တော်ရဲ့ကွန်မတ်မှာအားမနာတဲ့မေးနိုင်ပါတယ်ဗျ